Namo Dada Bhagavado Arahado Dhamma Dhamma Dada Bhagavado နမောတန္တာဘဂဝန္တုအရဟတုသမ္မာသမ္ဗုဒ္ဓသာနမောတန္တာဘဂဝန္တုအရဟတုသမ္မာသမ္ဗုဒ္ဓသာတဲ့ဒုက္ခကင်ဝေးနေနိုင်ရေးတဲ့ဒုက္ခကင်ဝေးနေနိုင်ရေးကိုပြပတ်ပြမယ်တံမယာတိရရင်တဲ့နော်တံမယာတိရရင် တမ်းမရရည်ဖြစ်အောင်လုပ်လိုက်ပါတဲ့နော်ဣဇာဟုတ်ကိုရင်းနေစဉ်တဲ့ကျွန်ုပ်ဒီချီကာကို တက္ကသိုလ်ဝင်၍တက္ကသိုလ်အဓိပတိရောဘတ်ဟယ်နီကိုတဲ့တောကမြည်သူပေရှားမြည်နီလို့မေးခဲ့ပါတယ်တဲ့တော့ကဘယ်လိုဖယ်ချမလဲလို့မေးခဲ့ပါတယ်တဲ့ ဟင်းချက်ကတဲ့ကျွန်ုပ်စီယာရိုဘက်ကုမ္ပဏီဥက္ကရာကြီးရိုးရှင်ဝေါ်ပြောတဲ့အတိုင်းတဲ့တမ်းမရသည်ရရင်တမ်းမရဖြော်ရီဖြော်အောင်တမ်းမရဖြော်ရီဖြစ်အောင်လွတ်လိုက်တာပါပဲလို့ပြောပါတယ်တဲ့တက္ကသိုလ်အဓိပတိကြီးကဤသို့ပြုကျင့်သည်နှင့်အမျှ မိုက်မဲသူကတဲ့ပြောင်းပြန်ပြုကျင့်ကြရှိသည်တဲ့လူဘဝတွင်တမ်းမရာသည်တည်ဟုသောအကြောင်းမသိ၍ကံဆိုးကြုံမှုတဲ့ရရှိသည်နဲ့တပြိုင်နက်လူမိုက်ကငါတော့သွားပြီကိုယူနေပါဗော့ ငါကုသူနဲ့ဆိုးရလေခြင်းဟုဆိုကရင်ဘက်စီတီးပြုကြလိမ့်မည်တဲ့ကံကိုအပြစ်တင်လောကကိုဆဲပြီးနောက်ကိုကိုကိုတနာစာတတဝဘာလာလို့အလွမ်းတေကနေတတ်ကြသည်တဲ့ထိုကံဆိုးခြင်းတည်းဟုသောတမ်းမရသည်ကိုတဲ့ လိမ္မာသူအားပေးလိုက်ပါမူလူလိမ္မာကငါတော့ဒုက္ခကြီးကျုံပြီဒုက္ခတဲကဘယ်လိုသင်္ကန်းစာရနိုင်မလဲငါအရှင်ဒီကိုဘယ်လိုနည်းနဲ့ကောင်းမွန်အောင်ပြုပြင်မလဲငါသည်တံပယကံဆိုးတံပယကိုကံကောင်းအပြိုရဖြစ်အောင်ဘယ်လိုကြံစီစူးစမ်းပြီးလုပ်ရမလဲလို့ဆိုပေလိုက်မိတဲ့ လူတို့ဤစိတ်နေသဘောထားကိုတဲ့တသက်လုံးအပတ်တကုစူးစမ်းအားထုတ်၍လေးပါစီးပူးခဲ့သောစိတ်ပညာဆရာကြီးတဲ့ L Frank ကတဲ့လူဘဝတွင် အလိုထူးဆန်းအံ့ဩပွေသော အချက်တစ်ခုရှိသည်ယင်းကအရှုံးကို အမျက်ဖြစ်အောင် လုံနိုင်သောတတ္တိပင် ဖြစ်လေသည်တဲ့ အရှုံးကို အမျက်ဖြစ်အောင် လုံနိုင်တော့တတ္တိဟာတဆွမ်းအံပဲအရှုံးကိုတဲ့အမျက်ဖြစ်အောင် လုံနိုင်သူတဦးရှိသည်ရဲ့ထိုသူကနယူးယောက်မြို့သူတဲ့ကဲမော့မစင်မင်ဖြစ်သည်သူအကြောင်းသူကိုယ်တိုင်ပြောပြသည်မှာစေအတွင်းကတဲ့ကျမခင်မွန်းမက္ဆီကိုနယ်ကမိုးရေသဲကန်ရာကြီးထဲမှာတဲ့ စစ်လေးကျင်ကန်တင်ဖို့ပို့လိုက်တာနဲ့ကျမသူနဲ့အတူလိုက်သွားခဲ့တယ်တဲ့နော်သူနဲ့အတူလိုက်သွားခဲ့တယ်တဲ့တဲကန်တရားတဲ့ဘလောက်ဆင်းရဲတယ်လဲဆိုတော့ပြောမပြချင်တော့ပါပဲရှင်ကျမဖြင့်အဲ့ဒီနေရာကိုယုံမုံကြီးပါပဲဒါလောက်စိတ် မချမ်းသာတာတသက်မှာတခါမှမဖြစ်ခဲ့ဘူးပူလိုက်တာကလည်းလုံလုံချုံချုံအရေးမဟုတ်ဘူးရှင်တစောင်းတစ်ပင်ရိတ်ကိုပြောတာကျမဖြင့်နေ့လယ်မှာကျမခင်ပွန်းအလုတ်ဆင်းနေတာအလုတ်ဆင်းနေတဲ့တဲလေးထဲမှာတယောက်တည်းနေရတယ် စကားပြောမဲ့လူတယောက်မှမရှိဘူးမက္စီကိုက လူတွေကလည်းအင်္ဂလိပ်စကားမပြောတတ်ဘူးလေကလည်းတနေကုန်တိုက်နေတာပဲစားသမျှအစားတွေတွေမှာသဲတွေရှိပဲအသက်ရှူလိုက်တိုင်းလည်းသဲနှာခေါင်းထဲဝင်တာပဲနေရတကသဲတွေရှိပါရှင် ကျမလည်းသိချင်းအောင် စိတ်ဆင်းရဲမိတာပေါ့ဒါနဲ့ကျမ မိဘစီကိုကျမဖြင့်ဒီမှာမနေနိုင်တော့ဘူးအိမ်ကိုပြန်လာတော့မယ်ဒီမှာတမနစ်တောင်မနေချင်ဘူးထောင်ထဲမှာနေတာကမှကောင်းလိုက်အောင်မယ်လို့စာရေးလိုက်ပါတယ်ကျမအဖေကပြန်တဲ့စာထဲမှာတဲ့စာလေးနှစ်ကြောင်းတည်းပါပါတယ်အဲ့ဒါကအဲ့ဒါကလည်းကြပြားကောက်နှုတ်ချက်ကလေးပါပဲ အဲ့ဒီစာကြောင်းလေးနှစ်ကြောင်းကျမတသက်တာမမေ့နိုင်ပါဘူးရှင်။ဘာလို့လဲဆိုတော့လူနှစ်ယောက်ပြီးတဲ့ထောင်တစ်ခါမှအပြင်းတို့မျောကြည့်ကြသည်တဲ့လူနှစ်ယောက်ပြီးတဲ့ထောင်တစ်ခါမှအပြင်းတို့မျောကြည့်ကြသည်တဲ့ထောင်တစ်ခါထောင်နှစ်ယောက်လူပါတော့ တယောက်ကရွှင်ကိုမြင်သည်တယောက်ကကြေတာယာကိုမြင်သည်음ကျမလဲတဲ့ဒီစားလေးနှစ်ကြောင်းကိုထက်ခါထက်ခါဖတ်မိပါတယ်တဲ့အတဲ့အတိတ်ပဲပေါက်လာတာကတော့ကျမဖြင့်သိရှက်သွားတာပဲရှင်ကျမဟာကျမဘာသာရှာထားတဲ့ထောင်ဝင်းတွေကအပြင်ကိုလှမ်းကြည့်တာ အနိဋ္ဌာယုံ ဖြစ်တဲ့ရွှန့်ကိုကြီးပဲမြင်နေရတယ်တဲ့နောက်တော့အိဋ္ဌာယုံဖြစ်တဲ့ကြေတာယာတွေကိုကြည့်တော့မယ်လို့ဆုံးဖြတ်လိုက်တော့ပါတယ်တဲ့အဲ့ဒီအချိန်ကစပြီးကျမလဲနေသူနေသားတွေနဲ့အတိဖွဲ့တာပဲသူတို့တွေကဒီလိုအတိဖွဲ့တယ်ဆိုရင်ပဲတိတ်ဖို့ရတာကျမဖြင့်အံ့တောင် အံ့အားသင့်မိပါတယ်သူတို့လုပ်တဲ့အိုးလုပ်ငန်းရက်ကန်းလုပ်ငန်းဂီယူဆိုင်လိုက်တယ်ဆိုရင်ပဲသူတို့လက်ရာတွေကို လာပြီးလက်ဆောင်ပေးကြတယ်ဒီလက်ရာခေါင်းတွေဟာနည်းနဲ့ခီးသေးတွေလာလာပြီးဈေးကောင်းကောင်းပေးဝယ်တာတောင်သူတို့ကရောင်းတာမဟုတ်ဘူးတဲ့ကျမကြတော့ခင်လုံးလို့လက်ဆောင်ပေးကြတာရဲ့တဲ့ ကျမကလည်းအဲ့ဒီဒေသမှာပေါက်တဲ့တဇောင်းပင်အမျိုးမျိုးကိုသေချာကြည့်ပြီးပညာရက်တစ်ခုဖြစ်လေးလာတယ်။သေကန္တရာမှာရှိတဲ့ခွေးတွေအကြောင်းကိုလည်းစုံစမ်းတယ်။နေဝင်ခြင်းကိုသေချာကြည့်တယ်။သေကန္တရာနေဝင်ခြင်းဟာပိလာတာပဲ။ဒီသေကန္တရာဟာတဲ့လွန်ခဲ့တော့နှစ်ပေါင်း မရေမတွက်နိုင်လောက်တုန်းကတဲ့ပင်လေအောက်မှာမို့ကြံရစ်ခဲ့တဲ့ခူးခွေလေးတွေဟာအလွန်လှပါတယ်ပုံကလည်းအမျိုးမျိုးအယောင်ကလည်းအမျိုးမျိုးမို့ကျမဖြင့်ခူးတွေကို ကောက်ပြီးတဲ့ဆုထားတာပေါ့အဲ့လိုရှောင်းပြီးလှုပ်လိုက်တော့ကျမရဲ့အချင်းလေးဟာ ပြောင်းသွားပါတယ်အဲ့ဒါ ဘာပြောင်းတာလဲသေကန္တာရာကြီးကပြောင်းသွားတာလားနေသူနေသားတွေကပြောင်းသွားတာမဟုတ်ပါဘူးတဲ့ပြောင်းသွားတာကကျမရဲ့စိတ်သဘောထားလေးပါအစကဒီနေရကိုယွံမုံမိတယ်အခုတော့ဒီဒီဒေတာမှလဲတဲ့သူ့အလျောက်သူ့ဘာသာပြောစရာကြီးပါလားလို့သဘောပေါက်မိတယ်တဲ့ အခုမှနေရာသစ်ရောက်တဲ့အခါစိတ်တက်ကြွပြီးမြင်သမျှအထူးဆန်းတွေပဲဖြစ်နေတော့တဲ့စိတ်ဝင်စရာတွေစိတ်ဝင်စားစရာတွေများလုံးချမှတ်ဖြစ်ပြောင်းလဲရာ မြေကရုပ်ဆိုတဲ့နာမည်နဲ့ဝတ္ထုစာအုပ်တုံးအေးဖြစ်သွားတယ်အဲ့ဒီတော့မှပဲကျမအဖေရေးပေးလိုက်တဲ့ ကဗျာကောင်းနှုတ်ချက်ကောင်းနှုတ်ချက်သေးကလို့တဲ့ထောင်ငန်းတွေကကြေတာရကိုမြင်တွေ့တဲ့လူနဲ့တူတာတူပါတော့တယ်ရှင်တဲ့နော်ကဲမမဆင်ဟာတဲ့စစ်စစ်အဖြစ်ရှေးဂရိလူမျိုးဆိုရိုးတစ်ခုရဲ့အဓိပ္ပာယ်ကိုတဲ့မြင်တွေ့ခြင်းပင်ဖြစ်ပါတယ်ထိုဆိုရိုးက အကောင်းဆုံးအရာများသည်တဲ့အခက်ခဲဆုံးများသည် လို့ဆိုပါတယ်အလေးပဲပုံမပေါ်လွင်အောင်ယခုခေတ်တွင်တဲ့ Harry Emerson ဤပြန်ဆိုထားသည်မှာစိတ်ချမ်းမြေ့မှုသည်တဲ့ပျော်ပါမှုသာမဟုတ်အထူးအားဖြင့်အောင်မြင်မှုပင်ဖြစ်သည်တဲ့မှန်ပါတယ် အခက်ခဲကိုတဲ့အောင်မြင်လိုက်ရမှ ရရှိသောစိတ်ချမ်းမြှူကကြီးမားလာပါတယ်တဲ့ကံဆိုးတံမရာကိုတဲ့ကံကောင်းအဖျော်ရည်ဖြစ်အောင်လုံနိုင်သော အချက်ဒီကစိတ်ကျင့်တဲ့ပျော်ရွှင်ပွေရာပင် ဖြစ်ပါတယ်တဲ့တခါကကျွန်ုပ်ဖလိုရာပြည်နယ်လေသမားတဦးထံသို့ အလဲအပက် ရောက်သွားပါတယ်တဲ့ဒီလေသမားကတာမန်တမ်းမရရဖြောဖေးအောင်မုတ်လုတ်သူမုတ်မုတ်သေးပါဘူးတဲ့အစိမ့်နဲ့တမ်းမရရကို ချိုမြတော့အဖျော်ရည်ဖြစ်အောင်ကြံဆောင်သူတူဖြစ်ပါတယ်ထိုလေသမားဟာတဲ့သူယခုပိုင်သော လေခွက်ကိုတဲ့ရရှိသောအခါ စိတ်အပြက်ကြီးပြက်မိလေတဲ့တဲ့ထိုလေခွက်မှာစိုက်ပြိုးရန် ထုံရက်ဖို့ဝေးစဝက်မွေးဖို့ပြန်မဖြစ်နိုင်တော့အခြေအနေဖြစ်ပါတယ်တဲ့သူဒီတဲ့လေခွက်တွင်တဲ့စူးပင်များနဲ့အမေရိကန်မွေပွေးများသား ထုံကားဖွံ့ဖြိုးပါれတဲ့သူအချက်ကိုသေချစွာစင်ကျင်သုံးသပ်ပြီးနောက်တဲ့လေသမား၌အကြံတစ်ခုရပါれတဲ့သူဒီထိုးမွေများကိုအစိတ်ထွက်အောင်အသုံးပြုရန်အကြံဖြစ်ပါれထို့ကြောင့်သူတဲ့မွေသားဟုတ်ချက်၍စီတွေ့ရောင်းသောအခါ အလုံးအအားသိနေကြပါတယ်တဲ့ကျွန်ုပ်လွန်ခဲ့သောနှစ်အတော်ကြာက ရောက်သွားတဲ့အခါသူမွေမွေတိဌာနမှာအလုံးကြီးကျယ်လျက်ရှိနေပါတယ်လာ၍ကြည်သူဥယျာဉ်မှာတလင်းလင်းအ ਨੇ ဆုံး2000ရှိပါလိမ့်မယ်သူ့လုပ်ငန်းမှာတဲ့မွေစိတ်ကိုထုတ်၍ကဘာရရရှိ စေုံကြီးများ တခွဲကမ်းများသို့ ပို့ရသည်မွေကိုစီတွ့၍ကဘာရရရှိ စားသုံးသူထားများသို့ပို့ရသည်မွေရေကို မိမများဖနှက်ချုပ်ရန်ငွေကြေးထိုက်ထိုက်တန်တန်နှင့်ရောင်းချရသည်ကျွန်ုပ်သည်ရဲ့လေသမားအာဂုံပြုသည့်အနေနဲ့ red tennis ဟုအမည်ပေးထားသည် သူစာတိုင်းသူရွာစာတိုင်းပါတဲ့နှုတ်ဆက်ပုစကတ်လေးတစ်ဆောင်ထည့်ခဲ့ခဲ့ပါတယ်တဲ့နော်သူမြေခွက်ထဲမှာဘာမှလောက်ကင်စားတော့လို့မရမွေးတွေပေါနေတာကိုနောက်ဆုံးသူရအောင်လုပ်သွားတယ်နော်ထိုးသူကတဲ့ထူးကဲသောပုံကိုဖြစ်ပါတယ်ကံဆိုးတမယား တာမန်မဟုတ်သေးတဲ့အလွန်ဆိုးသောအစိမ့်လူတံပရာ ဖြစ်ခဲ့ပါတယ်တို့ရတွင်တဲ့ထိုအစိမ့်တံပရာကိုတဲ့သူသည် ချိုမြိန်လစွာသောကံကောင်းအဖျော်ရည်ဖြစ်အောင်ကြံဆောင်နိုင်သူ ဖြစ်ပါတယ်တဲ့ကျွန်ုပ်ဒီတဲ့အမေရိကန်တခွင်တွင်တဲ့အနံ့အပြားရောက်ခဲ့သူဖြစ်ပါတယ် ကျွန်ုပ်သွားလျာဒေတာတိုင်းမှာပင်တဲ့အရှုံးကို အမျက်ဖြစ်အောင်လုံနိုင်သောတတ္တိရှိသူများစွာ တွေ့ခဲ့ရပါတယ်တဲ့။နော်အချုံးကိုကွယ်လွန်သွားသောစာရေးဆရာကြီးဝီလျံဘော်လီကာတဲ့ဤသို့ရေးသားခဲ့ပါတယ်တဲ့။လောကကြီး၌အမျက်ကို အသားယူခြင်းမှာအရေးကြီးတဲ့ကိစ္စမဟုတ် လူမိုက်ကိုပဲလေတဲ့အမျက်ကို အသားယူတတ်သည်တဲ့အရေးကြီးသောကိစ္စမှာတဲ့အရှုံးမှအမျက်ထွက်အောင်ကြံဆောင်နိုင်ခြင်းပင်ဖြစ်ပါတယ်တဲ့ထိုကိစ္စ၌တဲ့ပညာဉာဏ်အမျော်မြင်လိုပါတယ်ထိုအချက်သည်ပင်ဉာဏ်ရှိသူနှင့်လူမိုက်ခွဲရှားရမှာ ဖြစ်ပါတယ်တဲ့ ဇာယိဆရာကြီးသည်အေအရှက်ကိုမြေထားမောက်ရာတွင် ရှေးတစ်ဖက်ကျိုးကာပြီးမှ ရေးသားခဲ့တယ်သည်သူတည်းဆိုသောရှင်းတစ်ဖက်လုံးကျိုးနေသူတူကျွန်ုပ်တွေ့ဘူးပါသည်ထို့သူသည် နေရာမှဟိုတယ်ဓာတ်လေကားပေါ်တွင်ဖြစ်သည်ကျွန်ုပ်သည် ဒက်လီကအခန်းထဲသို့ဝင်သွားလိုက်သောအခါတောင်းတနေရာတွင် B tech ကလထိုင်တစ်ခုနှင့်ထိုင်နေသူတဦးကို တွေ့ခဲ့ပါသည်ချိုသွီးမျက်နှာမှာအစင်ပြုံးရွှင်နေပါတယ်သူတက်ရှင်သောအထက်သို့ဒက်လီကရောက်သောအခါသူက ပြုံးရွှင်စွာကြည်လင်ဖော်ရွေသော လေသာဖြင့်တဆိတ်လောက်ပါဗျာလို့ကျွန်တော်ကို သူ့ကလထိုင်လှင့်လို့ရအောင်အ ਨੇ ငယ်ဖယ်ခိုင်းပါတယ်ကျွန်ုပ်ကတဖက်သူလမ်း၍ရက်လိုက်တော့ခါသူက ပြုံးရှင်၍ကျွန်ုပ်ဟာလမ်းပြီးလင်းတဲ့ဒုက္ခပေးတာဝမ်းနေပါတယ်ဗျာလို့ပြောကထွက်သွားပါတယ်တဲ့သူရဲ့ပြုံးရှင်ဖော်ရည်တဲ့မျက်နှာလေးကိုကျွန်ုပ်ဘယ်တော့မှမမေ့နိုင်တော့ပါဘူးတဲ့ သူ့ကိုလိုက်လံရှာဖွေ၍မွေးဖဲ့ပါれသူအထုပတ္တိကိုစုံစမ်းကြည့်သောအခါဒီလိုဖြစ်တာ1926ခုနှစ်ကပဲဗျာတဲ့သူကပြုံးပြုံးလေးနဲ့စပြောပါတယ်ကျွန်တော်ဥယင်ထဲမှာတဲ့ပဲຫນွယ်ပင်စင်လုံးရှင်တာနဲ့သစ်တုံးသွားခုတ်တယ် ခုတ်ပြီးတော့တစ်တုံးတွေကိုတဲ့ကားပေါ်တင်ပြီးမောင်းလာခဲ့တာတဲ့တစ်တုံးရှော့ကြပြီးစပရင်နဲ့ဂီယာကျသွားတယ်တဲ့အဲ့ဒီအခိုက်တန့်လေးမှာပဲကျွန်တော်လဲကားကိုကွေ့လိုက်တာစတီယာရှော့ရင်ရှော့ကြပြီးကားဟာတဲ့လမ်းဘေးဘောင်ပေါ်ကနေလွင့်ဆင်သွားခဲ့ပါတယ်ကျွန်တော်ကလည်း ကားတွေကထွက်ပြီးတဲ့တစ်တပင်ကိုသွားရိုက်တာပါပဲတဲ့ကျွန်တော်ကြောယူအတော်နာပြီးရှစ်တော့နှစ်ဖက်လုံးသွက်ချာပါဒဖြစ်သွားပါတယ်အဲ့ဒီလိုဖြစ်တုန်းက ကျွန်တော်အသက်24နှစ်ပဲရှိသေးတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်လမ်းမလျှောက်နိုင်တာဒီနေ့ထိပါပဲတဲ့အသက်အရွယ်ငယ်ငယ်နဲ့ မတမစွမ်းထုတ်ခိတာဖြစ်ရသည်မှာအထူးကန့်ဆိုးပါတယ်ကျွန်တော်ဟာသူ့ဟာတဲ့ထိုကန့်ဆိုးသည့်အချက်ကိုမြည်တို့ရဲရင်စွာလက်ခံခဲ့ပါသည်နီးလို့မေးခဲ့ရဘဲကရင်းဝင်မှလဲဗျာဖြစ်ပြီးကားစားကများကျွန်တော်ဘဝစိတ်နာလုံးလို့ယူမတက်ပါပဲငါနဲ့ဖြစ်မှ ဖြစ်ရလေ ငါတော့ဒုက္ခပါပဲကံဆိုးလာပါပြီဆိုပြီးတပြစ်တောက်တောက်နဲ့ညီးနေတာပါပဲဒါနဲ့နှစ်တော်ကြာတဲ့အခါငါပါဘယ်လိုညီးညီးအကြောင်းမထူးဘူးငါဘယ်လိုညီးညီးအကြောင်းမထူးပါကလားလို့တွေးမိတယ်တဲ့ငါဘဝဆွေမျိုးမိတ်ဆွေတွေကအားလုံးကကျင်းကျင်းနာနာရှိတယ်ပြုစုတယ် အဲ့ဒီတော့ငါလဲသူတို့ကိုကျင်ကျင်နန်းနာရှိတဲ့သူတို့စိတ်ချမ်းသာအောင်ငါပြောတဲ့တယ်နေတဲ့နေလို့အောင်းမိပြီးစိတ်ညစ်တာတွေကိုဖျောက်တပြစ်တောက်တောက်နဲ့ညီးတန်တွေကိုဖျောက်ပြီးပျော်ပျော်ရွှင်ရွှင်နေတော့တာပါပဲတဲ့ကျွန်တော်ကသူတို့အကြောင်းမသိရင်ဖြစ်ရသည့်အတွက်ယခုထက်တိုင်ပင် ဝမ်းနဲ့နေပြီးဝမ်းနဲ့နေသေးပါသလားလို့မေးကြည့်ရအိုးယခုထက်တော့ဝမ်းမနေနေတော့ပါဘူးတကယ်ဆိုရင်ဝမ်းတောင်တာမိပါသေးတယ်လို့ဆိုပါတယ်ဘာကြောင့်ဝမ်းတာရတာလဲလို့သူကရှင်းပြပါတယ်သူဟာတဲ့သူကန်ဆိုးပုံကိုဝမ်းနဲ့စိတ် ရလာတဲ့အခါစိတ်တင်းငိမ့်လာပြီလေဘဝသစ်တို့ရောက်တဲ့ကဲတို့အရာသေးတွင်နေခိုင်းတဲ့သူဒီစာကြည့်ဝါသနာထုံးသွားတယ်သူဒီဆလေးနှစ်လုံးလုံးစာပေလိုက်စားရာထိုကာလအတွင်း၌စာအုပ်ပေါင်း1400ကျော်ဖတ်သွားပြီးဖြစ်ပါတယ် ဒုစုံများကိုတဲ့ဖယသည်အကျိုးတူးကတဲ့ရှေးကမသိခဲ့သောအချက်လက်ပညာရဲ့များကိုတဲ့သိမြင်တက်မြောက်လာပါတယ်တဲ့သူ့လောကသည် ရှင်းနေမတူတော့ပဲပညာရှင်လောကဖြစ်လာပါတယ်တဲ့သူ့ဘဝသည် ရှေးကထက်ကျွယ်ဝလာပါတယ်သူသည်ရှေးကဂယုမဆိုင်ခဲ့သော တချင်းကြီးတချင်းကံများကိုဂယုတက်ဆိုင်နားထောင်၍တူရိယအနုပညာကိုလေ့လာဝေဖန်လက်တက်လာပါတယ်သူအဖို့အထူးကြားဆုံးအချက်ကဒုက္ခိတဘဝရောက်မှ တွေးတောဆင်ခြင်ရန်အချိန်ရလာခြင်းဖြစ်ပါတယ်တဲ့ကျွန်တော်ဖြင့်လောကကြီးကို ဝေဖန်သုံးသပ်ပြီး တန်ဖိုးထားတင်တာနဲ့တန်ဖိုးမထားတင်တာတွေကိုစင်ရင်တက်လာပါလေရှိကတော့ကျွန်တော်ဟာဘာမှ အဖိုးတန်တဲ့ဟာတွေနဲ့အရှင်းကိုလူပန်းခဲ့ပါတယ်လို့သူက ပြောပါတယ်သူဒီစာဖတ်ပံများသဖြင့်ဘုဒ္ဓတကျွယ်ဝပြီးလင် နိုင်ငံရေးတွင် ဝင်၍ဆောင်ရွက်ပါတယ်တဲ့သူ btech btech ကလထိုင်းပေါ်မှာနေ၍တရားဟောပါတယ်တရားထိုတရားဟောမှုကြောင့်တဲ့သူလူသည်များလာပါတယ်သူနဲ့အသည်အကျွမ်းဖြစ်လာသူ ပုဂ္ဂိုလ်ကြီးများမှလည်းတဖြည်းဖြည်းနဲ့များလာပါတယ်တဲ့သူ btech btech ကလထိုင်းပေါ်တွင် ထိုင်နေသော ရှေးမတန်သည့်ဒုက္ခိတာက အခြားမဟုတ်ယခုအခါ ဂျော်ဂျီယာပြည်နယ်အတွင်းဝင် info sampling ဖြစ်ပါတယ်။နောက်အတွင်းဝင်တော့ဖြစ်သွားတယ်နော်။ပညာပညာကျွန်တော်ဟာတဲ့လွန်ခဲ့သော35နှစ်ကျော်ကတဲ့တက်ကြီးပညာရန်ကိုတဲ့နေယူရောက်မျိုးတွင် ဖွင့်လှစ်တင်ကြရာအသက်ရွယ်ကြီး၍ចောင်းချိန်လွန်သူတို့၏ စိတ်ကိုသိပါသည်တဲ့ထိုသူသည်ငါတက်ကတော်မှာမနေရပါလားဆိုတဲ့အချက်ကို တွေးဆွေးနွေးလေးရှိသည်သူတို့သည်တက်ကတော်ပညာမသင်ကြားလိုက်ရသဖြင့်အောက်ကျနောက်ကျဖြစ်ရသည်လို့အထင်သေးကြသည်တဲ့ကျွန်ုပ်ကိုယ်တိုင်သိရသည့်အချက်ဆိုရင်ထိုသူတို့၏ ထင်မြင်ယူဆချက်မှာမှားပါတယ်တက္ကသိုလ်တွင်ပညာမသင်ခဲ့ရဘဲထုံးကားကြော်စားကြော်စောနေသူများစွာ ရှိပါတယ်ကျွန်တော်တပည့်များအောက်တန်းကြောင်းတက်ကြောင်းထက်ပို၍မရောက်ဘူးသူတူအကြောင်းကို မကြာခဏပြောဘူးပါတယ်ထို့သူမှာညီမြဆင်းရဲကြောင်း သူ့ဖခင်ကွယ်လွန်တဲ့အခါခေါင်းဝယ်စရာငွေမရှိသဖြင့်မိษွေများကငွေပေး၍ဝယ်ပေးရသည်ကိုထောက်၍သိရှိရပါတယ်။သူ့အဖေသေဆုံးပြီးနောက်သူ့အမေသူ့အမေကတဲ့ထီးလို့တော့ဆက်ယုံတွင်တဲ့အလုတ်လုပ်ရပါတယ်။တနေ့လုံးလုံးရရသော အခငွေကြီး မစားတော့သဖြင့်တဲ့အလုတ်အချုပ်ကိုအင်ယူပြီးလည်းည10နာရီထိအောင်ပင်အလုတ်လုပ်ရပါတယ်တဲ့ထိုမြဆင်းရဲတဲ့ငွေလေးဟာတဲ့ဖျားရှိကိုကြောင်းအသင်းတသင်းကို တီထောင်ထားသောအပြိုရန်ပြည့်စက်အဖွဲဝင် ပါဝင်၍ကပြရာမှာတဲ့ပိသက်ထေတွင် စကားပြောရ၌စိတ်ဝင်စားလွန်းလာသဖြင့် တရားဟောပြောမှုကို လေ့ကျင့်ပါတယ်တဖြည်းတဖြည်းသူဟာနိုင်ငံရေးတဲ့သူရောက်သွားကနောက်ဆုံးနယူးယောက်ပြည်နယ်လွတ်တဲ့အဖွဲ့ဝင် အဖြစ်ရွေးကောက်ခြင်းခံရပါတယ်သူခမရအခြေခံပညာနေပါလားတဖြင့်လွတ်တော်အမတ်အဖြစ်ထမ်းဆောင်ရမည်တာဝန်ထမ်းဆောင်နိုင်ရန်အသင့်မဖြစ်သေးပါဘူးတဲ့ဘာမှမသိဘူးဟုဝန်ခံ၍ ဝင်ခံပါတယ်သူသည်လွတ်တော်တွင်တင်သွင်းမိဥပရိချမ်းများကိုသေချာစွာဖတ်ပါတယ်ဥပရိချမ်းများမှာဥပရိစကားများဖြင့်ရေးထားသားသောကြောင့်သူ့အဖို့အခက်ကြုံရပါတော့တယ်တဲ့သူဟာအမတ်ဖြစ်ရသည့်ဒုက္ခကြောင့်စိတ်အပြည့်ကြီးပြည့်လျက်ရှိပါတယ်အမတ်ဖြစ်သည့်အလျောက်အဖွဲ့အခွဲများတွင် ပါဝင်ဆောင်ရွက်ရပါတယ် သစ်တော်တဲ့သူရှေမချဘူးမီကပင်သစ်တော်ဆက်ကောမဒီအဖွဲ့ဝင်ပါဝင်ရပါတယ်။ဘန်တိုက်တွင်သူငွေမသွင်းဘူးမီကပင်တဲ့ဘန်ကျုပ်အဖွဲ့ဝင် ဖြစ်ရပြန်ပါတယ်။သူသည်ထိုတာဝန်များကိုထမ်းဆောင်နိုင်သည့်အရှိကမဖြစ်မရှိသဖြင့်စိတ်ညစ်ကလွတ်တော်မှနှုတ်ထွက်မည်လို့ပဲကြံစီဘူးပါတယ်။ တို့ရတွင်သူ့မိခင်ကြီးကို အာနာထောက်ထားသဖြင့်မထွက်ဖဲပင်၍နေခဲ့ပါတယ်။နောက်ဆုံးတော့အရှိကံပညာကို အပြင့်တန်းစီးပူးရန်ဆုံးဖြတ်လိုက်ပါတယ်တဲ့။တွန်းတော့တနေ့လင်16နာရီခန့်စာကြည့်ပါတယ်။သူသည်အရှိကံပညာချိုးတဲ့ခြင်းတည်ဟူသော တမ်းမရာကိုတဲ့ပညာပြည့်စုံရင်တည်ဟူသောအဖျော်ဤဖြစ်အောင်ကြိုးပမ်းပါれရင်းတို့ကြိုးပမ်းခြင်းကြောင့်သူသည်တဲ့နေကောင်းဆောင်ဖြစ်အောင်သမက တိုင်းပြည်ကောင်းဆောင်ကြီးတခုအဖြစ်တို့နာမည်ကျော်လာပါれနယူးယောက်တိုင်းသတင်းစာကြီးကနယူးယောက်နယ်တွင်လူရှိလူကဲအပေါ်ဆုံးပုဂ္ဂိုလ်ကြီးဟုခေါ်ခံရပါれထိုပုဂ္ဂိုလ်ကြီးအမိကား MS ဖြစ်ပါတယ်။စမေဟာကြောင်းမနေပဲပညာကို ကိုယ်တိုင်စီးပူးသဖြင့်၁၀နှစ်အတွင်းနယူးယောက်နယ်တွင်ဘုဒ္ဓအများဆုံးနိုင်ငံရေးသမားဖြစ်လာပြီးလေနယူးယောက်နယ်ဘင်ကန်အဖြစ်လေးချိန်တိုင်တိုင်ဆက်လက်အရွေးခံရပါတယ်တဲ့။ဒါကြောင့်တဲ့နော်မိမိတို့ကတံမရာဒီဟုသောဒုက္ခရဒုက္ခရောက်ရ တမ်းမရဖြော်ရည်ဖြစ်သောဒုက္ခဖြစ်အောင်လုပ်ရမယ်เนาะအဲကြောင့်မလို့အလုံးတော့ကကင်းဝေးစွာနေနိုင်ကြပါစေ